ပါရှင်ခသစ်တယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မော်လမြိုင်မြို့မှာပြည်သူများရဲ့နေအိမ်600ခုဖျက်သိမ်းပြီးလိုင်ရတနာမြို့ကွက်တဲ့စီမံကိန်းစကောင်စီကအကောင့်တွေဖို့ကမုံဝင်ကြီးချုပ်နဲ့နေလုံးဝင်ကြီးချုပ်ကရှယ်ယာများရရှိရဲ့အကြောင်းတင်ဆက်ပေးပါမယ်မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူများရဲ့နေအိမ်600ခုဖျက်သိမ်းခိုင်းပြီးလိုင်ရတနာမြို့ကွက်တဲ့စီမံကိန်းကိုစကောင်စီကအကောင့်တွေပေါ်နေပြီးအဲ့ဒီစီမံကိန်းမှာမွန်ပြည်နယ်ဝင်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံးဝင်ကြီးပုံမှုကြီးကျော်စွာမြင့်တို့ရှယ်ယာများရရှိထားကြောင်းမော်လမြိုင်ခြေဆိုင်စီးပွားရေး ပန်ဝိုင်းကပြောပါရယ် ော်လမြိုင်မြို့လှိုင်းရက်ကွက်နဲ့တာယာအင်းရက်ကွက်ရှိနေအိမ်600ခန်းကိုစစ်တပ်ကကျူးကျော်နေအိမ်နေလို့ဆိုပြီးတောင်းလျှောက်ဖိရှားခိုင်းကနောက်လှိုင်းရက်ဒနာမြို့ကွက်သစ်စီမံကိန်းအကောင့်ထင်ဖော်နေခြင်းဖြစ်ကြောင်းတပ်ဖက်မှပြည်သူများရဲ့နေအိမ်များကိုအတင်းအဓမ္မဖျက်သိမ်းနေတယ်လို့တပ်ဖက်မှလည်းလှိုင်းရက်ဒနာမြို့ကွက်သစ်စီမံကိန်းကိုအကောင့်ထင်ဖော်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အခုဧပြီလ26ရက်နေ့မှာပြည်သူများရဲ့နေအိမ်600ခန်းမှလျှက်စင်မီတာပုံတွေကိုစစ်ကောင်စီကလာရောက်ဖြုတ်သွားကြောင်းဧပြီလ30ရက်နေ့နောက်ဆုံးထားပြီးကိုယ်ဝန်ကိုဖျက်သိမ်းဖို့စပို့ထားပြီးမလိုက်နာပါက ာအရင်ယူမယ်လို့ချိန်ချောက်စာပို့ထားကြောင်းရက်ွက်နေပြည်သူများထံမှသိရပါတယ်ကိုဘာသာကိုဖြန့်ရင်ဖြန့်မဖြန့်ရင်မြေတူးဆက်နဲ့ကလုံးမယ်လို့ချိန်ချောက်တော့ကြောင်းလို့ဖြစ်ကြတယ်အခုနေစရာမရှိလို့ငိုယုံနေကြတယ်အခုချိန်တရားဝင်မကောင်းတာကိုခွင့်ကောင်းယူပြီးခရိုနီတွေဝင်ကြီးချုပ်တွေနဲ့လုံဝင်ကြီးလို့တမများပြားပြားဝတ်ခံနေရတဲ့လူဒန်းစားတွေဖြစ်နေပြီးအင်ဂျီ600ကလူတွေကအဲ့ဒီနေရာမှာနေပေါင်း30 40နီးပါးနေလာကြတဲ့သူတွေကြီးပဲ လေမြည်အမျိုးအစားပါသူတို့ကလူတွေကိုဖယ်ခိုင်းပြီးလေမြည်တွေကိုဖြည့်ဖို့ရောင်းစားနေတာလို့ဒေသခံပြည်သူတအုပ်ကပြောကြားခဲ့ပါရင်အဆိုပါမြေနေရာရှိပြည်သူပိုင်နေအိမ်များကိုဖျက်သိမ်းဖို့ရခင်ကလည်းချင်းချောက်စာနှစ်ကျင်းပို့ထားပြီးအခုချိန်ကသုံးကျင်းမြောက်ဖြစ်ကြောင်း ရှခိန် NND အစိုးရလက်ထက်ကလည်းမော်လမြိုင်မြို့ရှိပြည်သူ့ပိုင်မြေနေရာတွေကိုခရိုနီမိုးကျော်ငွေမိုးစေးရုံဟိုတယ်နဲ့အစိုးရဖွဲ့ပူးပေါင်းပြီးမြေဖြိုးရှောင်းစာဖို့လှုပ်ဆောင်နေတော်လဲမအောင်မြင်ခဲ့ကြအောင်အခုဆရာနာသိန်းချိန်မှာအဲ့ဒီစီမံကိန်းကိုအတင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။မော်လမြိုင်မြို့မှာလိုင်ရတနာမြို့ကွက်တဲ့စီမံကိန်းကိုမော်လမြိုင်ခြေဆိုင်ခရိုနီစီဝိုင်းတမမိုးကျော်ကဦးဆောင်ကောင်းထည့်ဖော်နေတာဖြစ်ပြီးမိုးကျော်ငွေမိုးက40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်ကောင်စီက60ရာခိုင်နှုန်းရှင်းရပါဝင်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ုံအောင်ကြည်သိန်းနဲ့နေလုံဝင်းကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကရှယ်ယာများရရှိထားကြောင်းသိရပါရယ်စီမံကိန်းကလေသမားတွေပိုင်နယ်လင်းမြေတွေပေါ်မှာလုတ်တဲ့လေသမားတွေကိုနင်နာကြီးခေါ်ယူတွေ့ဆုံခြင်းမရှိပေမြို့ကွက်တဲ့စီမံကိန်းကိုပြည်နယ်အစိုးရအဖွဲ့နဲ့ခရိုနီတိုင်ကလုတ်ကြတာလေသမားတွေမှာဒီမြေကွက်တွေကသူတို့မြေကွက်တွေဖြစ်တယ်ဆိုတာလည်းပြနိုင်ကြတယ်လို့မော်လမြိုင်မြို့မှာမြေယာအရေးလှူရှားသူတောက်ကရှင်းပြပါရယ်နောက်ထပ်တပုံးနေနဲ့လာရှုနဲ့တီပေါ်မြို့နဲ့အစက်မှာ SSVP နဲ့ MNDA တို့ကြားတိုက်ပွဲဖြစ်ပွားမှုနှစ်ဖက်ဗဟုအစဉ်တွေ့ဆုံ ဖြည့်ရှင်းမယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနယ်တီဘောမြို့နယ်အစပ်မှာ SSPP နဲ့ MNDA တို့အကြောင်းတိုက်ပွဲဖြစ်ပွားမှုနှစ်ဖက်ဗဟိုအစဉ်တွေ့ဆုံဖြည့်ရှင်းမှဖြစ်ကြောင်း SSPP ကသတင်းထုတ်ပြန်ပါတယ်။ AB 28ရက်နေ့နဲ့ AB 29ရက်နေ့တို့မှာလာရှိုးနယ်တီဘောမြို့နယ်အစပ်နံမာနဲ့ကုံပေါင်းကျင်းရွာကြား SSPP တပ်တွေနဲ့ MNDA တပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ရေးထိတွေ့မှုရှိနေရဖြစ်ပွားခဲ့ကနှစ်ဖက်တပ်များရုံရင်းစံကထိုးချိန်ရိုက်နှက်ဖမ်းဆီးမှု24နေရာရှိခဲ့ကြောင်းနှစ်ဖက်သောရဲဘော်များ များထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်းသိရပါတယ်။ရှမ်းပြည်တိုးတိုင်ပါတီရှမ်းပြည်တက်မတော် SSPB SSA နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်တက်မတော် MNDJB MNDA ကြားနှစ်ဖက်စီးရီးထိတွေ့မှုစီးရီးတင်းမာမှုဖြစ်ပွားခဲ့မှုအတွက်နှစ်ဖက်ပါတီ ဗဟိုအစိမ်းတွေးဆောင်ပြင်းနေသွားမှဖြစ်ကြောင်းအီဘီလာ30ရင်းဒီမှာကြီးညာချက်ထုတ်ပြန်ပါရယ်နှစ်ဖွဲ့စလုံးကလက်တွဲပေါ်တော်လိုင်းဖွဲ့စည်းပြီးဖြစ်နှစ်ပေါင်း၁၀စုနေတဲ့ချင်းအေတူပူများအမိတဟိန်ကုညီရိုင်းပြင်းရတီလာခဲ့တဲ့မဟာမိတ်အဖွဲ့စည်းဖြစ်ခဲ့ကြတော့လဲ2029စစ်စင်ဒုတိယပိုင်းကစပြီးနှစ်ဖက်ရဲပေါ်များကြားမကြေချမ်းမှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း2029စစ်စင်ဒုတိယပိုင်းကာလကစပြီး SSPB အုပ်ချုပ်ရေးနေမြေတွင်အတွင်ကိုဝင်ရောက်ဖြတ်တန်းလာခဲ့ကြတဲ့ MND အောက်ခြေတပ်ဖွဲ့တွင် SSPB အောက်ခြေတပ်တွင်ဘာသာ စကားပေါက်ကြားမှုအားနေခြင်း SSPP နဲ့မြေအတွင်း MND တပ်ဖွဲ့ဖြတ်တန်းသွားလာမှုကို MND ဖို့ကတရားဝင်အကြောင်းကြားမှုအားနေခြင်းတို့ပေါ်နှစ်ဖက်ရဲပေါ်များမကြည်ချမ်းမှုတွေစတင်ခဲ့ခြင်းဖြစ်ကောင်းအပြည်နာ28ရက်နဲ့29ရက်တို့မှာမလူလာအတိန်ရှုံဆိုးအကြီးတန်းနဲ့ထိတ်တိုင်ဖြစ်ပွားမှုတွေဖြစ်ပွားခဲ့ရကြောင်းသိရပါရယ် SSPP နဲ့ MND တို့ကမြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ဖြစ်ကြပြီးအဲ့ဒီဖွဲ့တွေမှာ UWSC အမျိုးသားဒီမိုကရေစီမဟာမိတ်တမရောမိုင်းလာအဖွဲ့ NDAA ရခိုင်စစ်တပ် A ပလောင်တအောင်မျိုးသားလွတ်မြောက်ရေးတမရော DN န်နန်လီတို့ပါဝင်ပါတယ်နောက်ထပ်တပုတ်အနေနဲ့ရှေးပြူမြို့နယ်နဘူးလေဒေသမှာနေရကြတိုက်ပွဲဖြစ်ပြီးစစ်သားရှေ့ဦးထမင်းနေတိဆောင်ကတဝင်းမြို့နယ်မှာစစ်တပ်ကအင်အား200ကျော်နဲ့စစ်ကြောင်းထိုးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရင်းတိုင်းတိုင်းတဝဲခရိုင်ရှေးပြူမြို့နယ်နဘူးလေဒေသမှာနေရကြတိုက်ပွဲဖြစ်ပွားပြီးစစ်သားရှေ့ဦးထမင်းနေတိဆောင်ခဲ့ကြောင်းရှေးပြူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတရင်ထုတ်ပြန်ပါတယ်။ ဧပြီလ24ရက်မနက်7:00နာရီကရေပြူမြို့နယ်နဘူးနယ်ဒေသလဲရှောင်ကျင်းရွာခြေတော်ရတောင်ကျင်းအနီးမှာတဝင်းအထူးစီးပွားရေးဆောင်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲနှစ်ရက်ကြားတိုက်ပွဲဖြစ်ပွဲကြောင်းအဲ့ဒီတိုက်ပွဲအတွင်းစစ်သားရှိဦးထက်မနေတည်ဆောင်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကိုရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ရေပြူပကဖတဝဲပြည်သူ့လူမျိုးရေးတပ် DPN လီတာကရာစစ်ကြောင်းတဝဲခရိုင်မှတ်တဲ့တရင် T1 ဒေါနာစစ်ကြောင်းသုံးတက်ခွဲလီ ် KPDN တက်ခွဲချဝင်ဟင်းတက်ခွဲခုနှစ် LPN ဒဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDN DGR နဂနီပြောင်ကြားတက်ခွဲနှင့်ရွှေဘလူးတက်ခွဲတို့မှပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ရေပြူမျိုးနဲ့ပူပေါင်းမဟာမိတ်ဖွဲ့အနေနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတဲ့အထိတိုက်ခိုက်ချိန်မုံသွားမှာဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတပ်သားများအနေနဲ့လည်းပြည်သူလူထုနဲ့အမြန်ဆုံးပူပေါင်းပါဝင်ကြဖို့အတိပေးတိုက်တွန်းထားပါတယ်။အလားတူတနင်္သာရီတိုင်းတဝဲမျိုးမှာတီခီးနေဆက်ကိုစစ်ကောင်စီတပ်ကအင်အား200ကျော်နဲ့စစ်ကြောင်းထိုးနေကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။အေဘီလာလေပိုင်းမှာစစ်တပ်က အင်အားများစွာနဲ့တဝဲတီကီလန်တိုင်းနေဆက်ဘက်ကိုဥတီစစ်ကြောင်းထိုးလာကြောင်းစစ်ကြောင်းသုံးခုခွဲပြီးမြို့ပေါ်လမ်းများနဲ့တော်လမ်းများတွင်ဝင်ရောက်လာနေကြောင်းစစ်ကြောင်းများမှလက်နက်ပြည့်စုံပါဝင်ပြီးလက်နက်ကြီးများလည်းပါဝင်ကြောင်းသိရပါရယ်တဝဲမြို့နယ်ထီတာဖြူဝါစစ်စခန်းကို AP 19ရက်နေ့မှာ KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးရဲ့နောက်အဲဒီလိုစစ်တပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါရယ်နောက်တပ်တပုန်းတွင်လည်းနောက်ချိုတောင်ခန်းဒေသစစ်တပ်900နဲ့တပ်စခန်းဤတိုက်ပွဲဖြစ်ပွားနေခြင်းစစ်လေရင်နဲ့အစိမ့်ငွေပုံးစက်တလုံးကျင်းချတဲ့ ောင်တင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တောင်ခန်းကျေးရွာရှိအကျန်းဖတ်စတက်ရဲ့ကိုရနှင့်တက်စကန်ဤတိုက်ပွဲဖြစ်ပွားနေချိန်စစ်တပ်ကလင်းရင်နဲ့အစိမ့်ငွေပုံစက်တလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါရယ်။ AP လ29ရက်နေ့မနက်၈နာရီမှနေ့လယ်3မိနစ်40အချိန်ထိစစ်တပ်ကနောင်ချုံမြို့နယ်တောင်ခန်းကျေးရွာရှိကိုရနှင့်တက်စကန်ဤမှာတိုက်ပွဲဖြစ်ပွားနေချိန်လင်းရင်နဲ့အစိမ့်ငွေပုံစက်တလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ဒါအပြင်ကျန်းဖတ်စတက်ရဲ့ကိုရနှင့်တက်စကန်နဲ့453တက်စကန်မှာအကျန်းဖတ်စစ်ကောင်စီတပ်သားတွေက120 မှလက်နက်ကြီး26လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အတံပတ်စစ်ကောင်စီကအပြည့်ညက်စိုင်းကာလာကိုအပီလာကုန်ထီထမှန်တူတော်လဲပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSL TNL အုပ်ချုပ်တဲ့မြို့နယ်ရီကိုစစ်စင်အင်အားများဖြည့်တင်းခြင်းထိုးစစ်ဆင်မှုပြုလုပ်ခြင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းတွေလုံဆောင်နေရှိကြောင်းသိရပါတယ်။ဒါအပြင်အပီလာ24ရက်ကလည်းနောင်ချုံမြို့နယ်ကိုအတံပတ်စစ်ကောင်စီတပ်ကလေကြောင်းနဲ့အစိမ့်ငွေပုံ၈လုံးနဲ့ပုံ29လုံးလာရောက်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တပုတ်အနေနဲ့ဝေပူလာမျိုးကိုစစ်ကောင်စီမှလေးချောင်းတိုက်ခိုက်လို့ရသား6ဦးတရားရရှိပြီးဖျားချောင်းပါဝင်အဆောင်15လုံးပြစ်စင်းရဲ့ချောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမျိုးနဲ့ဝေပူလာကိုစစ်ကောင်စီကလေးချောင်းမှပုံချဲတိုက်ခိုက်တဲ့အတွက်အရသား6ဦးထိခိုက်ဒဏ်ရာရရှိပြီးဖျားချောင်းတစ်ချောင်းပါဝင်အဆောင်15လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဝေပူလာမျိုးကိုစစ်ကောင်စီတပ်ကဧပြီလ29ရက်နေ့ည7:30မိနစ်30ခန်းမှာ Jet Fighter တစ်စီးနဲ့လေးချောင်းမှပုံချဲတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားပြီးအရသားနဲ့အဆောင်တို့ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။ တယ်။မြို့တွေဖျားကြောင်ဤတဝိုက်ကိုပုံကျဲသွားပါတယ်။အရသာတည်ဆုံမှုမရှိပေမဲ့ဒီကိန်းထိုင်ရရတဲ့သူတွေ6ရောက်လောက်ရှိတယ်။ပြင်းထန်ထိုင်ရရတာလည်းပါတယ်။ဖျားကြောင်နဲ့အနီနာကအိမ်တွင်အဆောက်အဦတွေပါပျက်စီးသွားတယ်လို့ဝေဘူးလမြို့ကန်တုံးကသတင်းဌာနကိုပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းထားပြီးစစ်ကူတမှုတွေလုံဆောင်နေကြောင်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကနောက်ထပ်လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေလုံမှာကိုဆိုးရင်နေတဲ့အတွက်မြို့ကန်အချို့ကဘေးလွတ်ရာကိုတိမ်းရှောင်နေကြပါတယ်။ကလေးတောင်ပိုင်းမှာတိုက်ပွဲတွေနေတိုင်းဖြစ်နေတဲ့လေကြောင်းတွေလည်းတိုက်ခိုက်နေတဲ့အဲ့ဒီနေမြေတွေနဲ့တဆက်တည်းနေတဲ့အတွက်ဝေဖူလာမှုပြန်လေစစ်ကောင်စီကအချိန်မီလေကြောင်းတိုက်ခိုက်မှုတွေရှိလာနိုင်တဲ့ဒါကြောင့်တိမ်းရှောင်သူတွေလည်းတိမ်းရှောင်နေကြတယ်လို့ဝေဖူလာမြို့ကန်တောင်ကပြောပါတယ်။လက်ရှိမှာချင်းပြည်နယ်အစပ်ကလေးမြို့နယ်တောင်ပိုင်းမှာချင်းကာက ွင့်ရေးတပ်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲများပြင်းထန်နေတဲ့အတွက်စစ်ကောင်စီတပ်ကအရတားများနေထိုင်တဲ့ခြေရွာတွေကိုပုံကျဲတိုက်ခိုက်နေကြောင်းစစ်ရေးတရင်အရင်းမြစ်တွေရဲ့ပြောကြားချက်အရသိရတယ်လို့တရင်မှာဖော်ပြပါရှိပါရရှင်။